။ရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ဘင်္ဂလားနယ်စပ်မှအခြေပြုလှုပ်ရှားနေသည့်မွတ်စလင်လက်နက်ကိုင် ARSA အဖွဲ့ကပြောဆိုခဲ့ပါရယ်။အော်တိုဝါလာ9ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ARSA ကိုနှစ်မြောက်နှစ်ပတ်လည်ဆွေးပွဲမှာ ARSA ခေါင်းဆောင်များကပြောဆိုခဲ့ခြင်းဖြစ်ပြီးပြီးခဲ့သည့်အော်တိုဝါလာ26ရက်နေ့ကရင်းသို့ထုတ်ပြန်ခဲ့ပါရယ်။ငါတို့စူးစမ်းရမယ်၊ငါတို့တော်လှန်ရေးကိုနားလည်ရမယ်၊ငါတို့ကဘာကနေမကူညီဘူး။ရခိုင်ပြည်နယ်မှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်၊ညီညွတ်အောင်လဲလို့ရမယ်။ ားတို့တယောက်ချင်းစီစ조사ရမယ်။ချက်ခိုင်ကိုကြအောင်တက်ရမယ်။သိရင်သိပါစီလို့ ARSA ခေါင်းဆောင်များကပြောဆိုခဲ့ပါတယ်။ ARSA တပ်ဖွဲ့ဝင်များထုတ်ပြန်ထားသည့်ဗီဒီယိုဖိုင်လက်တင်သက်နက်များကန်ဆောင်ထားပြီးတက်ခရေးဝစ်စုံများဝစ်ဆင်ထားသည့် ARSA တပ်ဖွဲ့များကလက်နက်ကန်တိုက်ပွဲဆင်နဲ့ကြမည်လို့ကြွေးကြော်ခဲ့ပါတယ်။တခုကမှာတော့ ARSA အဖွဲ့များသည်မောင်တော်မြို့နယ်မြောက်ပိုင်းနှင့်ထိစပ်နေသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကောင်ချာရီအနီနာတဝိုက်တွင်လက်ချင်ရေးစခန်းများ ဖွဲ့စည်းတည်ဆောက်ထားပြီးနေဆက်သတင်းများထံမှလည်းသိရှိရပါတယ်။ထို့သော ARSA တပ်ဖွဲ့ဝင်များပြောဆိုလာခြင်းမှာရခိုင်ပြည်နယ်တွင်နိုင်ငံရေးစစ်ရေးအကြက်တဲများကိုအခွင့်အောင်းယူပြီးစစ်ကောင်စီနှင့်ထန်ကျက်ညီညီစစ်ရေးပေါ်ဆောင်ရန်အတွက်စူးစမ်းလာခြင်းဖြစ်သဖြင့် ULA AA အနေဖြင့်အသိတာကြီးစောင့်ကြည့်ရန်အတွက်လိုအပ်ကြောင်းရခိုင်နိုင်ငံရေးသမားများကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီနဲ့ ARS ရေးဖွဲ့များသည်ပြည်ခဲ့သည့်ဘူတီတောင်မောင်တော်တပ်ဖွဲ့များတွင်အရတတော်ကိုပူးပေါင်းတက်ခဲ့သည့်မဟာမိတ်တပ်ဖွဲ့များပဲဖြစ်ပါသည် လက်ရှိချိန်တွင် ARS အဖွဲ့သည်ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်စခန်းများကိုခြောက်မြောက်တိုက်ခတ်မှုများဆက်လက်လုပ်ဆောင်နေပြီးမောင်တော်ပူတီတောင်ရသစ်တောင်မြို့နယ်များမှဒေသခံပြည်သူများကိုခြုံခိုတိုက်ခိုက်ခြင်းအကြမ်းဖက်တပြက်ချင်းများလည်းပြုလုပ်နေကြောင်းသိရပါဗျ။ကျင်းဆောင်မောင်တော်မြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်ကျေးရွာများမှာဒေသခံတချို့မှလည်း ARSA အနေနဲ့များကြောင့်လူကြိုရေးဆိုရင်ရသဖြင့်ရွှေပြောင်းနေသူများလည်းရှိလာကြောင်းသိရပါဗျ။လက်ရှိချိန်တွင် AA သည်မောင်တော်မြို့နယ်မြောက်ပိုင်းကိုနယ်မြေရှင်းလင်းရေးများ ူစားပေးလှုပ်ဆောင်နေပြီးမယူတောင်ကျောတခြားလုံးတွင်လည်းတက်ခွဲစုကစခန်းများကင်းဆောက်ခြင်းစစ်ကြောင်းများထိုးခြင်းဖြင့် ARSA အဖွဲ့များ၏လှုပ်ရှားမှုများကို ရှင်းလင်းကြောင်းဒေသခံများထပ်မံသိရပါသည်။ထို့ကြောင့်နေဆက်ဒေသများတွင်လည်းတောတောင်ထဲနှင့်လူပြက်နေသည့်နေရာများကိုလူနေစုနှင့်သွားလာကြသည့်များကိုအတက်နိုင်ဆုံးမပြုလောက်ကြရနှင့်အရေးကြီးကိစ္စများသွားမည်ဆိုပါကအေတက်ဖွဲ့ဝင်များထံသတင်းပါပြီးမှသွားရောက်ကြရန်အတွက်အေကနေတက်တွန်းခဲ့ပါသည်။အော်တိုဘလ24ရက်နေ့က ကင်းချောင်းကျေးရွာအနီးမယူတောင်ခြေ၌နွားเจ้าနေသည့်အမျိုးသမီးငယ်တဦးအပါအဝင်ဒေသခံ၃ဦးကို IRS အဖွဲ့များကဖမ်းဆီးခေါ်ဆောင်သွားပြီးယခုချိန်ထိပြန်ရှာမတွေ့သေးကြောင်းဒေသခံများထမသိရပါသည်။မိုးကုတ်တွင် TNL စုခွာသည့်နေရာ၌တော်လရဲတပ်ဖွဲ့များနေရာယူမန္တလေးမိုးကုတ်မြို့တွင် TNL တွင်တွင်စုပေးလိုက်ရတဲ့နေရာတွေကိုမိုးကုတ်ဖြူဟာပြည်သူ့ကော်မတီတပ်ဖွဲ့အမှန်1222တရင်က မန္တလေးမိုးကုတ်တပိတ်ချင်းမြို့နယ်တွေမှာစစ်ရေးတာဝန်ထမ်းဆောင်နေကြတဲ့တော်လရေးတရေးတပွဲတွေကအော်တိုဘာလ30ရက်နေ့မှာနေရာပြန်ယူထားတယ်လို့မြေပြန့်သတင်းဌာနမှသိရှိရပါတယ်။မန္တလေးမိုးကုတ်မိုးမိတ်နေတပိတ်ချင်းမြို့နယ်တွေမှာလည်းတော်လရေးတပွဲဝင်တွေ6လကြာစစ်စင်ကြီးပေါ်ဆောင်နေတာဖြစ်ပြီးတအောင်မျိုးသားလူမျိုးရေးတပွဲ DNL ကစစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရဲဆဲထားပြီးတန်လဲဆုပ်ပေးဖို့အတွက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ ော်လိုင်းရဲ့တပ်ဖွဲ့ဝင်ခေါင်းဆောင်ဖို့မိုက်ခဲကတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားသွားမှာပါတိုက်ပွဲကတော့နေ့စဉ်ဆိုသလိုဖြစ်နေပါတယ်နှစ်ဖက်ထိခိုက်မှုတွေလည်းရှိပါတယ်တော်လိုင်းရဲ့အစားတွေကနေဖလက်နှက်မှမရှိဘဲနဲ့စားခဲ့ရတာပါပြည်သူလူထုအားနဲ့ရုန်းကန်ခဲ့ရတာပါအထက်ကဒီတော်လိုင်းရဲ့ကတော့ဘယ်သူမှအဆုံးဖြတ်ပေးလို့မရပါဘူးပြည်သူကပဲအဆုံးဖြတ်ပေးနိုင်မှာပါကျွန်တော်တို့ကတော့ကြားမဲ့တက်တွေကပြည်သူနဲ့အတူရှိနေမှာပါအခုလေမိုးကုတ်မှာခုကန်ကောက်ရနေတဲ့တရင်တစ်ဖက်ရိအတူရှိနေပါတယ် အညာတက်တွေအညာသူအညာသားတွေတွေ့မအေးဘူးလို့ပြောရမှာပါမန္တလေးတိုင်းကမြို့နယ်တွေမှာလည်းအရင်တွေကစစ်စင်ရေးဖော်ဆောင်မှုတွေလွှတ်ဆောင်နေပြီးလက်ရှိချိန်မှာတော့မိုးကုတ်မြို့နယ်မှာကြာစီရေးအတွက်မိုးကုတ်ဒေသကနေတော်လရဲတပ်ဖွဲ့တွေနဲ့အတူခုခံကောက်ခဲသွားမယ်လို့ဆိုပါတယ်တရုတ်ရဲ့ဖိအားပေးမှုအပြင်လူရုရဲ့အသက်အိုးအိမ်ကိုလည်းငှက်ညားတဲ့အနေနဲ့မိုးမိတ်မိုးကုတ်တို့တွေလည်း လက်လွတ်ထားရပြီးအဖြစ်ကရက်စဲဖို့အတွက်ခက်ခက်ခဲနေဆုံးဖြတ်ခဲ့ရတယ်လို့ CNL ကပြောကြားထားပေမဲ့တော်လရင်တပ်ဖွဲ့တွေကတော့အဆိုပါမြို့နယ်တွေကိုပြန်မပေးရရေးအတွက်စူးစမ်းတိုက်ခိုက်နေတယ်လို့ပြောဆိုခဲ့ပါတယ်